အားလုံးမင်္ဂလာပါ Beyond the Scenes Arsenal နေ့ဆိုဆိုလိုက်ပါတယ်ဒါအခုစရင်တော့ကျွန်တော်တို့ဒါ Arsenal နဲ့ Real Madrid အသင်းရဲ့ဒါပွဲစဉ်နဲ့ပတ်သက်ပြီးတဲ့အရာတော်တော်များများကိုဒါပြည်သက်တွေအနေနဲ့လည်းဒါနားရီဝါကြလောက်မယ်လို့ထင်တယ်ဒါအများသောအားဖြင့်တော့ဒါ Arsenal အသင်းဘလို့ကောင်းခဲ့တယ် Declan Rice ဘလို့ကောင်းခဲ့တယ် Real Madrid ကိုဘလို့နိုင်ယူခဲ့တယ်ဒါစားတဲ့အရာတွေဒါပြည့်နှက်နေမယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြောဖို့လိုနေတာက ဒီပြီးခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့အာဆင်နယ်ရဲ့အားတချက်တွေပြောတာမှန်ပေမဲ့အာဆင်နယ်ရဲ့အားနည်းချက်တွေကိုလည်းကျွန်တော်တို့မဖြစ်မနေပြောဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုရင်ကျွန်တော်တို့ကဒါဒုတိယအကြော့ကံရအောင်မယ်။အဲနောက်တစ်ဆင့်တက်ဖို့ကတေချာသေးတာမဟုတ်ဘူး။အဲ့တော့အာဆင်နယ်နေနဲ့နောက်တစ်ဆင့်တက်ဖို့အတွက်တေချာအောင်ဒုတိယအကြော့မှာဘာတွေဘယ်လိုပြင်ဆင်ရမလဲဆိုတော့ကျွန်တော်တို့လိုအပ်သေးတယ်။ဘာလို့လဲဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ပွဲကအာဆင်နယ်ကောင်းတာမှန်တယ်။အရန်ကောင်းအရန်အရန်ကိုကောင်းတာမှန်တယ်။ဒါပေမဲ့ ဟိုလုံးဝကိုအားနေချက်တစုံတရာမှမရှိဘဲနဲ့ကစားနိုင်ခဲ့တာလားဆိုတော့လည်းမဟုတ်ဘူးအားနေချက်လေးတွေကျွန်တော်အနေငယ်ကျွန်တော်မြင်တွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ကျတော့ဒီဟာလေးပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသွားပါမယ်ဟို ဟိုအားနည်းချက်တွေကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာများများဆဆတော့မရှိဘူးအတချို့ဒီခံစစ်မှာဆိုရင်တစ်ချက်တစ်ချက်အမားလေးလုံရင်းနဲ့အခွင့်အရေးလေးတစ်ချိန်တစ်ချိန်ပေးရတော့တာလေးကျွန်တော်ရှိလိုက်ဒါပေမဲ့ဒါကြီးကကြတော့ဒီအမားဆိုတဲ့အတွက်ကျွန်တော်တို့ကပြင်လို့မရဘူးပေါ့နော်ကျွန်တော်တို့ဒါဒီအမားကကျွန်တော်ကြိုတင်ပြင်ဆင်ပြီးကြိုတင်ကာကွယ်ရမယ်ကာကွယ်နိုင်တဲ့အရာတွေမဟုတ်ဘူးဒါပွဲကန်နေတဲ့ရုပ်တရက်ဖြစ်သွားတဲ့အမားရေဆိုကျွန်တော်ရဲ့နီးစနစ်ထဲမှာမပေါဘူးကျွန်တော်တို့ပြင်ဆင်ရမယ့်ဟာကကျွန်တော်တို့တချို့နီးစနစ်ပိုင်းအမားလေးတွေကျွန်တော်တို့ဟိုအဲ့အမားတစ်ခုကိုပဲဥမာထပ်3 4ကာလောက်ကျွလွန်လာပြီဆိုရင် ဒါအားနည်းချက်တစ်ခုတည်းကိုပဲ၃လင်းလားကတော့ထပ်ပြီးလှုပ်လာပြီဆိုရင်ဒါတွေကိုတော့ကျွန်တော်တို့ကဒေသထောက်ပြဖို့ပြောပြဖို့လိုတယ်ဒါတွေကပြင်ဆင်လို့ရတဲ့အရာတွေဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောသွားမယ်အဲ့ဒါဘာလဲဆိုရင်တော့ဒါအာဆင်နယ်အသင်းရဲ့ဒါတိုက်စစ်မှုနေရာပေါ့နော်အားလုံးဒီအတိုင်းပဲအာဆင်နယ်အသင်းကအထောင်တိုက်စစ်မှုစစ်စစ်မရှိဘူးဟိုကာဗီယေဆုဆိုတာကလည်းတကယ်တောင်းတောင်းပြီးတကယ်အာဆင်နယ်ရဲ့ဂိုးတွေကိုထမ်းပိုးထားနိုင်တဲ့တိုက်စစ်မှုကောင်းတယောက်မဟုတ်ဘူးအဲပြီးရင်ကန်ဟာဘက်ဆိုတာကလည်းကျွန်တော်တို့ဒါ neutral အာ no name ccs မဟုတ်ဘူးပေါ့နော်ဒါအစင်းလေးရွေးချက်အရာကြောင့်သာဒါအထောင်တိုင်းစင်မှာကစားနေရတာအခုဆိုရင်ပိုတော်ဆိုးသေးတယ်သူနှစ်ယောက်မရှိတဲ့အချိန်မှာတခါမှတိုင်းစင်မှုမကစားဘူးတဲ့ဟိုတိုက်စစ်အာလိုက်ပါမှုတောင်းမှာအဲ့လောက်အားကောင်းတဲ့ဒါကွင်းလေကစားမှာမျိုးမဟုတ်ခဲ့ဘူးတဲ့ဒါမီခေမေရီနိုကိုအထောင်တိုင်းစင်မှုဆစ်ဆစ်ဖြစ်အသုံးပြုနေရတဲ့အတွက်ကျွန်တော်ဒီအားနေချက်တရားတော့ကျွန်တော်မြင်လာတာအမှန်ပဲဒါပေမဲ့ဟို ဒါယူဒီလိုမျိုးဒါမခင်မယ်ရင်တို့ကအထောက်အကူမှုမဟုတ်လို့မလို့လူအားလည်းချက်ရှိတယ်ဆိုဆိုတာနားလည်ပြီးလို့ရပါမယ်လေဒါကိုကြိုသွားပြီးလို့တော့မရဘူးကျွန်တော်တို့ဒါဖြစ်နိုင်သမျှတော့ပြင်ဆင်နိုင်သမျှတော့ပြင်ဆင်ရမယ်ဆိုတော့ဒီနေ့နဲ့ဒီနေ့ကတော့ကျွန်တော်ဒီ Real Madrid နဲ့ပွဲစဉ်မှာဒါမခင်မယ်ရင်တို့အားနေခဲ့တဲ့မခင်မယ်ရင်တို့ဆိုတာထက် Arsenal ရဲ့အထောက်အကူမှုနေရာမှာအားနေခဲ့တဲ့အရာတချို့ကျွန်တော်ပြပပေးသားခြင်းပါတယ် အားနည်းချက်တွေမပြောခင်ကျွန်တော်အရင်ဆုံးချီးကျူးချင်တာကတော့ဒါဒါကတော့အခုလက်ရှိပြထားတဲ့ပုံကတော့ကျွန်တော်တို့ဒါမေခမယ်ရီနိုတွင်းခဲ့တဲ့အတွင်းကိုပေါ့နော်တတိယအတွင်းကိုတကယ်ထင်းမွားအတွင်းကိုကျွန်တော်ပြီးခဲ့တဲ့ပွဲပြီးသုံးသက်ချက်တွေမှာလည်းပြောထားပါဗျ။ဒါဒက်ကလန်ရဲ့ရှိရဲ့ free kick နှလုံးကအရန်ကောင်းနေလို့သာမေခမယ်ရီနိုကိုကျွန်တော်တို့မေ့နေကြတာဖြစ်တယ်။တကယ်တော့ဒက်ကလန်ရိုက် ကိုးတွေမရှိဘူးဆိုရင်မခင်မရီနိုကိုးကတကယ်တတတပြောနေရမယ်ကိုးကိုးသမားကနေကျွန်တော်တို့ဒါပေးတဲ့ပလေးစတယ်အာပြီးရင်ဂရီယမက်ထရစ်ပလေးယာတွေတန်းပြီးတော့ဟိုတယောက်မှမထိရဘဲနဲ့အာဆင်နယ်တခါတည်းဒါကစားပွဲဖော်ဆောင်ပြီးတော့ဒါမီခေမရီနိုကလည်းအလှပဆုံးကန်ချန်နဲ့ဒါအဆုံးတက်နဲ့တွင်းယူသွားခဲ့တဲ့ကိုးဆိုတော့ဒီကိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မီခေမရီနိုတော်တော်ချီးကျူးရမယ်ဒီလုံးမှာဆိုရင်မီခေမရီနိုကကျွန်တော်တို့ဒါရူဒီကာနန်လေးကိုကျွန်တော်တို့အာပုတ်အဲ့ဒီ Louis Kelly စရတဲ့အချိန်မှာ Rudy Garnelli ကို Mikemeri ကကတ်နေတယ်။ဒါပေမဲ့ Skelly ရလိုက်တဲ့အချိန်မှာ Mikemeri ကရှေ့မှာလည်း Skelly ပေးလို့မတန်တာဖြစ်တဲ့အတွက်နောက်ကဒါ space ကျင်းနေတော့မြင်တဲ့အတွက်ဒီ Rudy Garcia ကနေခွာပြီးတော့ space တွေကို space ကျည်စီကိုဝင်လာပြီးဘောလုံးတောင်းတယ်။လက်ရပြေးချင်းပါပဲ။ဒါမတုံဆိုင်မဲနဲ့ပေါ့နော်။လျှင်မြန်နဲ့ဆုံးဖြတ်ချက်နဲ့အတူတန်းပြီးဘောလုံးကိုတန်းကန်လိုက်တယ်။ ဒါသူ့ရဲ့ထိချက်မှန်တဲ့အတွက်ဘောလုံးကလည်းကျွန်တော်ဂိုးပေါက်ထဲတကယ်တောင်းနေကိုကော်တိုရစ်မဖမ်းနိုင်တဲ့နေရာကိုကျွန်တော်ဝင်ပြီးတော့ဂိုးသွားရဆိုတဲ့အတွက်ဒီဂိုးကိုတော့မီခမရီနိုကျွန်တော်မဖြစ်နေချူးချူးအောင်မယ်ဒါကဟိုတာမန်တိုက်စင်မှုတွေတောင်းမှအာသွင်းယူဖို့ခက်ခဲတဲ့ဂိုးမျိုးကိုသူကတကယ်သွင်းယူပြသွားတာဖြစ်တယ်လေဒါတော့ကျွန်တော်ချီးကျူးဖို့လိုတယ်ဒါပေမဲ့အာဒါကဒီလိုအခိုက်အတန့်ကကျွန်တော်ဒီနေ့ပွဲစဉ်မှာအဲ့တချိန်ပဲရှိခဲ့တယ်အဲ့လိုအခိုက်အတန့်မျိုးဖြစ်တဲ့အနေအထားတွေကကျွန်တော်တို့ ဒီနေ့ပွဲစဉ်မှာ၄၅၆ချိန်မှာကျွန်တော်ရှိခဲ့ပါတော့ဒီထက်ကမှကျွန်တော်ထင်သာမြင်သာတွေကိုပြပြပြရမယ်ဆိုရင်ဒါအခုပထမဆုံးပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဒါမာတင်လယ်လီပေါ့နော်ဒါမာတင်လယ်လီတောင်မန်းနေဆွဲတယ်ပြီးရင် cross ပေးတယ်ဘယ်ဂျင်နဲ့ cross ပေးတဲ့အချိန်မှာ mekemeyo ရောက်နေတဲ့နေရာကဒါတကယ်အထောင်တိုက်စစ်မှု အာကောင်းနေရှိနေရမယ့်နေရာမျိုးမဟုတ်ခဲ့ဘူးပုံမှန်အထောင်တက်စစ်မူကောင်းတယောက်သာဆိုရင်ဒီဒီလုံးကတေချာပေါက်ကိုးမယ်လို့ဥမာထားပါဆိုကျွန်တော်ညွှန်လင်းကြည့်လိုက်ဟာလန်တို့အီဆက်တို့လိုမျိုးတက်စစ်မူတွေဆိုရင်ဒီလုံးကဒါရူဒီကာကမစ်ခမိန်တို့ဖြစ်နေလို့သူအေးစေးဖြတ်ထုတ်နိုင်တာတခြားတကယ်အထောင်တက်စစ်မူအာ instant ရှိတဲ့လူတွေဆိုရင်ရူဒီကာကိုတွန်းတိုက်ပြီးရူဒီကာရဲ့ရှေ့ရဒါမှမဟုတ်ရူဒီကာရဲ့အပေါ်အောင်ရင်တွန်းတိုက်ပြီးတော့ခေါင်းပြေးတိုက်ပြီးတော့ ဒါအတွင်းတွင်းသွားနိုင်ရမယ့်အလုံးမျိုးပေါ့နော်တကယ်ကိုကောင်းမွန်တဲ့ခေါင်းတိုက်ချက်မျိုးဖြစ်ရမယ့်အလုံးမျိုးဒါပေမဲ့မေခမေရီနိုကရှေ့ဆုံးမှာရောက်မနေဘဲနဲ့ရူဒီဂါရဲ့နောက်ကိုရောက်နေရူဒီဂါ ACC ကိုပဲရှင်းထုတ်သွားတယ်ဒါတလုံးဒါအခုဒီပြထားတဲ့နောက်တဲ့တလုံးဆိုရင်လည်းကျွန်တော်တို့ဒါဘူကာကိုစကာဟိုပယ်လင်ဂန်ကိုကြော်ပြီးတော့ cross ပေးလိုက်တယ်လို့ဒါကတော့အားလုံးမှတ်မိကြမယ်ထင်ပါတယ်ဟိုတကယ်ထိလိုက်တာနဲ့ကိုးမယ်လို့မြေလိန်ဘောလေးပြေးသွားတယ်အဲ့တော့ဒီပုံထဲမှာကြီးလိုက်မယ်ဆိုရင်မီခေမေရီနိုကျွန်တော်မြင်ရမှာမဟုတ်ဘူး ဒီစကားဖြတ်တင်တဲ့အချိန်မှာရှေ့ဆုံးမှာရောက်နေတာ decolonize ဖြစ်နေတယ်ဟိုတကယ်အထောက်တဆမှုနေရာမှာကစားခဲ့တဲ့ကစားနေတဲ့ make merino က left number 8 row မှာကစားနေတဲ့ decolonize ရဲ့နောက်ကိုတောင်ရောက်နေတယ်အနည်းဆက်ဆိုရင် decolonize ဖြစ်နေတယ်ဒါကဟိုပုံမှန်အထောက်တဆမှုတွေဒါဆိုရင်ဒီနေရာမှာတေချာပေါက်ရှိနေမှာဖြစ်ပြီးတော့တေချာပေါက်တက်ပင်လေးနဲ့ AC ကိုဂိုးတင်နိုင်မှာဖြစ်တဲ့အလုံးပေါ့နော်ဟိုဆိုတော့ဟိုဒီလုံးတွေဘာလို့ပြောရလဲဆိုရင်ဒီဟာတွေကမထင်မှတ်ဖဲနဲ့ ဟိုရုတ်တရက်ကြီးရောက်လာလို့မို့လို့မခင်မင်းတို့ကမတိပဲနဲ့ဖြစ်သွားရင်လုံးနေမဟုတ်ဘူးဒါအာဆင်နယ်ရဲ့ training မှာဟိုကနီးစနစ်မှာဟိုကဒီလုံးနေကအချိန်ပေါင်းများစွာလေ့ကျင့်ပြီးသားတဲ့အလုံးဖြစ်တယ်ဒီလိုမျိုးလေ့ကျင့်ပြီးထားတဲ့ဟာကိုမခင်မင်းတို့အနေနဲ့ဒါဒီပွဲစဉ်ထဲမှာအသုံးချနိုင်ခဲ့တဲ့တင်တယ်ဒါပေမဲ့အသုံးချနိုင်ခဲ့ဘူးဟိုအချိန်မရတာလည်းမဟုတ်ဘူးအဲ့နှလုံးကိုပြန်ကြည့်မယ်ဆိုရင်စာကာရောမာတင်နယ်လီရောကသူတို့ဒါတခြား အာတစ်ဖက်ခံစစ်ကိုကြော်ဖြတ်ဖို့အတွက်အချိန်အများကြီးယူရတယ်ကျွန်တော်၄၅60 10စက္ကန့်လောက်အနည်းဆုံးယူရတယ်အဲ့တော့သူသူတို့အချိန်ယူနေတဲ့အချိန်တွင်းမှာမီခေမေရီနိုအနေနဲ့တေချာပေါက် cross လာမယ်ဆိုတော့တိပြီးတော့တေချာပေါက်အဆုံးသက်လို့ကောင်းမဲ့နေရာမျိုးမှာရောက်ရှိရောက်ရှိနေပြီးသားဖြစ်ရမှာ ဟို ACC ကိုရောက်ရှိနေတဲ့နေရာမျိုးဖြစ်ရမှာပေါ့နော် တကယ်လို့ तू က cross ကထားပါဆိုဒီနေရာမလာဘဲနဲ့တခြားမထင်မဲ့ထားတဲ့နေရာရောက်သွားလို့မို့လို့အာ Merino နေနေကမတိုက်လိုက်နိုင်ဘူးဆိုရင်ကျွန်တော်လက်ခံလို့ရတယ်ဒါပေမဲ့ဒီနေရာတွေဆိုတာ90ခန်းလောက်ရောက်ရောက်လာမယ်ဆိုတဲ့နေရာတွေဆိုတော့ကျွန်တော်ဒါကြီးရဲ့လူတွေအကုန်သိတယ်အဲ့တော့အဲ့လိုနေရာမျိုးမှာ Merino နေနေစစကန်လောက်အချိန်ရရတာနဲ့အဆင်သင့်ရှိမနေခဲ့ဘူးအာဆိုတော့ဒါအားနည်းချက်ပေါ့နော်ခုနောက်ဆုံးတစ်ခုဒါဒီပုံမှာဆိုရင်လည်းကြည့်လိုက်ပါအာ မာတင်နယ်လီကကျွန်တော်တို့ဒါဖြတ်တင်ပြဖို့ကြိုးစားနေတဲ့အချိန်မှာမေခင်မေရီနိုကဒီဒက်လန်ရိုက်စ်ရဲ့သွားပေါင်းနေတယ်နေရာကြီးကနှစ်နှစ်ယောက်ကြီးသွားထက်နေတယ်အဲ့နေရာကထားပါဆိုရောက်လာရဆိုတော့ဒက်လန်ရိုက်စ်ကန်လို့ရတယ်ဗျာဟိုနှစ်ယောက်ကြီးနေစရာမလိုဘူးအဲ့တော့မေခင်မေရီနိုရှိတင်တာကနောက်မှပြထားတဲ့စပေတဲ့ဘာလို့ဒါမှဘာလို့လဲဆိုရင်မာတင်နယ်လီကဒါကတ်အင်ဆိုက်ဟိုနောက်ကိုပြန်ပြီးတော့ကတ်ဘက်လုလိုက်မယ်ဆိုရင်နောက်မှပြထားတဲ့စပေတဲ့ကလည်းနေရာပုံမယ်ဒါမှမဟုတ်ရင်လည်းရှေ့မှာဆိုရင်လည်းရှေ့ ဒါရူဒီဂါနဲ့အလာဘာရဲ့ဂျားတဲ့ကိုပြေးဝင်ပြီးတော့တက်ပင်သွင်းဖို့အတွက်ရှေ့ဆုံးမှာရှိနေရမယ်ဒီနေရာတွေကတနေရာမှာမိခင်မင်းတို့ကရှိကိုရှိနေတင်တာဒါမှမဟုတ်တဲ့လေဘလို့ပဲတင်နေပေါ့နော်ဒါသူအဲ့လိုမျိုးရှိနေဒါပေမဲ့နှစ်နေရာလုံးမှာမရှိဘဲနဲ့တကယ်တိတိသာသာထင်ရှားရှားပဲမာတင်ဟိုဒီတက်တန်ရိုက်ရဲ့နေရာကြီးကိုတွားပြီးတော့ထန့်နေတယ်ဒါကဟိုတကယ်ပုံမှန်တိုက်စင်မှုမျိုးဆိုရင်ဒီလိုမျိုးလုံးမှာမဟုတ်ဘူးမိခင်မင်းတို့နေတဲ့တိုက်စင်မှုမဟုတ်တဲ့အတွက်ဒီလိုအတိအကျမရှိတာကိုကျွန်တော်လက်ခံလို့ရတယ်ဒါပေမဲ့ဟိုကြိုဒီထက်ပို့ပြီးတော့ သူစူးစမ်းအထုတ်တင်တယ်ဒီထက်ပိုပြီးတော့ဒါနားလည်တင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ထင်ထားတဲ့အတိုင်းပဲဘောလုံးကနောက်ကိုပြန်ရောက်လာတဲ့အချိန်မှာမီခရယ်ယိုနောက်ကိုဆင်းပြီးတော့ဒါသုံးမက်စ်ပါတီကိုပေးပြီးတော့သုံးမက်စ်ပါတီအဝေးကကန်လိုက်တဲ့အလုံးမှာဒါကိုတိုရစ်ကနှစ်ဆင့်ပုတ်ဖန်သွားရေပေါ့နော်ဒီလုံးအဲ့လိုမျိုးဖြစ်သွားပြောချင်တာကဟိုဒီနေ့ပွဲမှာမိခင်မေတို့ကစားသွားတာမဆိုးပါအောင်ကောင်းပါတယ်ဒါပေမဲ့ဒီလိုဒီလိုမျိုးအခွင့်အရေးတွေကဒါရေမက်ထရစ်လိုအသင်းမျိုးနဲ့ရှားဖို့ဆိုတာရှားတယ်အကယ်၍အဲ့ဒီပွဲမှာသာဒက်ကလန်ရိုက်စီရဲ့ဖရီကစ်တွေသာကျွန်တော်မဝင်ခဲ့ဘူးဆိုရင် ဒီအခွင့်အရေးတွေကတကယ်တော်တော်လေးကိုနှမျောစရာကောင်းတဲ့အခွင့်အရေးတွေဖြစ်သွားမှာကျွန်တော်အနေနဲ့အခွင့်အရေးရရပါရပါလျက်နဲ့ကိုယ့်အင်ကွင်းမှာအသုံးမချနိုင်ပဲကျွန်တော်လုံးဝကိုယူကြုံမရဖြစ်သွားမယ်အနေထားမျိုးတွေပေါ့နော်ဒါတွေကိုအမေခမေရိုအနေနဲ့ဒုတိယအကြိမ်မှာပြင်သင်တယ်ပြီးတော့နောက်တစ်ခုပြောချင်တာကဒါကဒါအာဆင်နယ်ရဲ့ပြီးခဲ့တဲ့ဒါပွဲစဉ်မှာအာဆင်နယ်ရဲ့ဟိုဘယ်လိုပြောမလဲကစားသမားတွေရဲ့ average position တွေပေါ့နော်အဲသူတို့ဒီ minute 60အတွင်းမှာဘယ်နေရာမှာအများဆုံးရှိလဲဆိုတဲ့နေရာတွေကိုဒါပြထားတာဖြစ်တယ်အချိန်မှာ Mickey Merino ရဲ့နေရာကိုကြီးကြီးလိုက်တဲ့အချိန်မှာလုံးဝလုံးဝကိုဒါ Real Madrid ိုချင်းချောင်းနိုင်ဆိုရင်မရှိတဲ့နေရာဖြစ်နေတယ်။အာဆင်နယ်ရဲ့တိုက်စစ်အတွက်လုံးဝအအထောက်အကူမပြုတဲ့နေရာ၊ဒိန်ဂျာမဖြစ်တဲ့နေရာမှာမီခေမန်နီရဲ့ average position ကရှိနေခဲ့တယ်။အဲ့နေရာမှာရှိနေလို့မဟုတ်အဲ့နေရာကနေသူကအမြဲတမ်းချိတ်ဆက်ပေးပြီးတော့အာတခြားလူတွေကသူ့ရဲ့လေယာဉ်လိုထဲကိုဝင်ပြေးလို့ရအောင်ဖန်တီးပေးတယ်ဆိုရင်လည်းကျွန်တော်လက်ခံလို့ရတယ်ကျွန်တော်ဒါဟိုအရင်တော့လီဗာပူးကရိုဘတ်တိုဖာမီနိုကစားပုံကစားတဲ့ပုံစံမျိုးဒါမာနေတို့ဆာလာတို့စပေတဲ့ပြေးတွင်းဝင်တဲ့ပုံစံမျိုးအဲ့လိုမျိုးဆိုရင်လည်းလက်ခံထားမယ်အာဆင်နယ်ကစားနေတဲ့ပုံကအဲ့လိုမျိုးပြေးတွင်းနေတဲ့ပုံစံမဟုတ်ဘူး ဒီဆာကာတို့မာတင်နယ်လီတို့ကလည်းကျွန်တော် flag ဒီအကျယ်ကြီးတွေကိုပဲတွားပြီးတော့အကစားတဲ့ပုံစံမျိုးတွေအထက်ကိုပြေးဝင်မဲ့ကစားသမားမရှိဘူးအဲ့တော့မီခေမေယွန်တွေနဲ့အဲ့လိုမျိုးဖြီးဖြီးအာ drop ဆင်းပြီးတော့ချိန်ဆက်ပေးကြလည်းမလိုဘူးပြီးတော့အဲ့လိုချိန်ဆက်ပေးတဲ့နေရာလေ OD ကအဓိကတောင်းယူနေတာဖြစ်တယ်မီခေမေယွန်တို့မလိုဘူးဆိုတော့မီခေမေယွန်ရဲ့ position ကအာတော်တော်လေးကျွန်တော်မှားရင်းနေတာကိုတွေ့ရတယ်ဟို go သွင်းသွင်းဖို့အတွက်တကယ်ချီးကျူးအောင်မှာဖြစ်ပေမဲ့ဒါတွေကိုလည်းဒါမီခေအာအာဒီတာအနေနဲ့ဒါမြင်နိုင်ပြီးတော့ ဒုတိယကြော်မှာအနည်းဆုံးတရားရီအကုန်မပြင်နိုင်ဘူးဆိုရင်တောင်မှတကယ်ကိုသွင်းရမယ့်နေရာလေးတွေမှာဒါရှိပြီးဘူးပြင်နိုင်ပြီဆိုရင်တောင်မှကျွန်တော်တို့အတွက်ဒါတော်တော်လေးထောက်ကူပြင်မယ်လို့ထင်နေပါတော့ဒါကတော့ကျွန်တော်အာဆင်နယ်နဲ့ရွေးမထစ်ဒါပွဲပြီးတဲ့ကတစ်ချက်ဒီသူမြန်းကြီးရဲ့အခုကျွန်တော်ပြောတဲ့ဟာဆိုဟာတွေဆိုတာလေတခြားတကယ်ကလောင်ရှင်တွေသုံးသက်ပြားတဲ့ဟာတွေကို like လေးလာရင်းနေပါတော့ကျွန်တော်မြင်ပြီးတဲ့ဟာလေးကိုပြန်ပြီးတော့ဒါ share လုပ်ပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်